မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ ဂျွန်လ17ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းအရာတော်မျိုးကိုရိတ်ခါတဲရန်ထွက်လာတဲ့ပြူစောတိစစ်ကြောင်းကိုတိုက်ခတ်ရာပြူစောတိများထိခိုက်သိမ်းဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂျွန်လ6ရက်နေ့ကအရာတော်မျိုးနဲ့ငွေရင်းပြူစောတိစခန်းထဲကနေပြီးတော့ပြူစောတိအင်အား90ခန်းဟာအရာတော်မျိုးကိုရိတ်ခါတဲရန်ထွက်လာတဲ့အချိန်ပြည်သူ့ကာကွယ်တပ်ဖွဲ့များကနှစ်ဖက်ညှက်ပြီးတော့တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲတနအီကြာမြင့်ခဲ့ပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိက ကငွေရင်းရွာတွေကိုပြန်လည်ဝင်ရောက်စုတ်ခွာသွားတယ်လို့သိရပါဗျ။အင်အား90ကျော်လောက်ရှိမယ်။စဘာရင်းပြူစောထီရွာနဲ့တလဲပါပြူရွာကအင်အား30လောက်လာပြီးတော့ငွေရင်းရွာတွေကိုလာပေါင်းထားသေးတယ်။တိုက်ပွဲမှာကတေးတဲ့စီးရင်တော့မသိရဘူး။သူတို့ကသတင်းလုံးနဲ့တေးရင်လည်းနေရာမှာနေမြုပ်ထားခဲ့တာ။ဒဏ်ရာရတဲ့3-4ယောက်လောက်တော့ရှိတယ်လို့သိရတယ်လို့ ငွေတွင် Revolution Force ကတာဝန်ရှိသူကပြောပြထားပါတယ်။အခုလိုမျိုးတိုက်ခိုက်ခံရပြီးတဲ့နောက်ငွေတွင်ရွာပြူစောတိခေါင်းဆောင်ကြော်ဆွေကအရာတော်မျိုးကိုရိတ်ခါတည်ရန်အတွက်လက်နက်ကြီးပစ်ကူနဲ့လေကြောင်းပစ်ကူပေးရန်စစ်ကောင်စီရဲ့အထက်ရာရှိများထံကိုအကူအညီတောင်းခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမုံရွာခရိုင်အမှတ်21တိုင်ရင်တိုက်နယ်ကိုတိုက်နယ်30တိုက်နယ်71ပကဖများနဲ့နေကမဟာမိတ်ညာပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဗန်းမောင်မြို့နယ်မြောက်ဘက်ပိုင်းနဲ့ကချင်ပြည်နယ်အဆက်တနေရမှာဇွန်လ9ရက်နေ့မနက်9:00နာရီကျော်မှာတိုက်ပွဲဖြစ်ပွားပြီးတော့ SNA တပ်ဖွဲ့ဝင်အလောင်းတလောင်းတနက်နှက်လက်နဲ့ခဲယမ်းများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်အား200လောက်ရှိတဲ့ရှမ်းပြည်အမျိုးသားတပ်မတော် SNA နဲ့ KIA PDF မိုင်းတုံတပ်ရင် ဗမ်းမောင်မြို့နယ်ပကဖပူပေါင်းတပ်ဖွဲ့တွေကဘူးတောင်းနဲ့လေတာကုန်းကြီးပါကြားမှာ၃နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗယ်။တင်းစီရရှိတဲ့တနက်နှက်လက်မှာတလက်ကပြန်အသုံးပြုလို့ရပြီးနောက်တလက်ကိုတော့ပြန်ပြင်နေပါတယ်လို့ဒေသခံတော်လိုင်းတပ်ဖွဲ့ဝင်တဦးကပြောပြထားပါဗယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် SNA တပ်တွေဟာဗမ်းမောင်မြို့နယ်အနောက်ပိုင်းမှာရှိတဲ့၎င်းတို့အခြေစိုက်ရနေရာဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့ပြောပါတယ်။ အဲ့ဒီ SNA စစ်ကြောင်းဟာပြီးခဲ့တဲ့ဇွန်လ2ရက်နေ့ကစတင်ပြီးတော့လေတာကုန်ဘူတောင်ခေါင်းတုံစတဲ့ကြေးရွာ3ရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာပြီးတဲ့နောက်စေတနာဝန်ထမ်းကျောင်းဆရာ3ဦးအပါအဝင်ဒေသခံအယောက်40လောက်ကိုဖမ်းဆီးသွားတယ်လို့သိရပါဗျ။အဲ့ဒီဖမ်းဆီးခံထားရတဲ့သူတွေကို SNA စစ်ကြောင်းကပြန်မလွတ်ပေးခဲ့ပဲနဲ့ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်တက်ဆုပ်သွားတဲ့အချိန်မှာသူတို့စစ်ကြောင်းနဲ့အတူပြန်ခေါ်သွားတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မေလ9ရက်နေ့ကလည်းဗန်းမောင်မြို့နယ်စတောကုန်းကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ SNA တပ်ဖွဲ့ဝင်အင်အားတရာခန့်နဲ့ People Defense Force ကတာ District B04 တို့ကတိုက်ပွဲဖြစ်ပွားရာ SNA ဘက်က3ဦးသေဆုံးပြီး2ဦးကိုအရှင်ဖမ်းဆီးရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အမ်ဘရန်ရိုးလန်းမအနီးမှာရှိတဲ့နိုင်ရီကန်တိုက်ပွဲအတွင်းကစစ်တပ်ပြတ်ပြားပြီးတော့ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေတဲကနှစ်ဦးကိုစစ်ကောင်စီရဲ့တပ်မ69ကခေါင်းဖြတ်တတ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ရီကန်တောင်ပေါ်က MPD တာဝါတိုင်းစခန်းကုန်းတိတ်ပိုက်ခံရပြီးတဲ့နောက်မှာ အဲ့ဒီရှေ့တန်းစစ်ပွဲတဲကိုရောက်နေတဲ့စစ်ကောင်စီတပ်သားတွေဟာဂစင်ကလျားနဲ့ထွက်ပြေးသွားတယ်လို့သိရပါတယ်။ထွက်ပြေးသွားတဲ့စစ်သား12ယောက်ကိုဗရန်မျိုးအနီးနားမှာပြန်ပြီးတော့ဖမ်းမိတယ်။လက်နက်ခဲယမ်းတွေကိုသိမ်းတယ်။ပြီးတော့သူတို့အဖွဲ့ကိုဥဆောင်တဲ့2ယောက်ကိုခေါင်းဖြတ်ပြီးတော့တတ်လိုက်တယ်။ဗရန်တင်းကြီးမှာပဲမြုပ်သွားတာလို့ ဗရန်မြုံနယ်ကစစ်ကောင်စီနဲ့နှိစက်တဲ့သတင်းရင်းမြစ်ကရှင်းပြထားပါတယ်ဇွန်လ6ရက်နေ့ညပိုင်းမှာတိုက်ပွဲကနေထွက်ပြေးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၁၂ဦးကိုစစ်ကောင်စီရဲ့တပ်မ69ကပြန်လည်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်ဇွန်လ၄ရက်နေ့ကနိုင်ရီကန်တောင်ကျောမှာတပ်ဆွဲထားတဲ့ MPD တာဝါတိုင်းစခန်းကုန်းကို AA ဘက်ကသိမ်းပိတ်လိုက်ပြီးတဲ့နောက်အဲ့ဒီစခန်းကစစ်ကောင်စီတပ်သားတွေဟာကစင်ကလေးရနဲ့ထွက်ပြေးခဲ့တာဖြစ်တယ်လို့သိရပါတယ်တပ်မ69ဟာဗရန်တန်နယ်မှာအထိုင်ချထားပြီးတော့ရခိုင်ရိုးမာဘော်ကထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေကိုစစ်ပွဲကနေထ ပ်ပြီးတော့ထွက်မပြေးအောင်အခုလိုရက်ဆက်တဲ့နီးလန်းနဲ့ချင်းချောက်ပြီးအပြစ်ပေးခဲ့တာဖြစ်တယ်လို့သိရပါဗျ။နိုင်ရီကန်တောင်တစ်ခုလုံးကိုအရခတက်တော်နဲ့တော်လိုင်းအဖွဲ့တွေကဝန်းရံထားပြီးတော့စေကောင်စီရဲ့ထောက်ပို့လမ်းကြောင်းတွေကိုလည်း ဖြတ်တောက်ထားဆဲဖြစ်တယ်လို့သိရပါဗျ။အခုကြံနေတဲ့လေချောင်းရံကာကွယ်ရေးစခန်းကအထဲမှာပိတ်မိနေတဲ့သဘောဖြစ်သွားပြီးအကုန်လုံးဖြတ်တောက်ခံထားရတဲ့အတွက်မကြခင်ကြမှာတေးကြတယ်လို့နိုင်ငံလေချောင်းရံကာကွယ်ရေးစခန်းမှာတာဝန်ကျဘူးတဲ့ဒုဒဦးကရှင်းပြထားပါဗျ။လေချောင်းရံကာကွယ်ရေးစခန်းတွေဟာရခိုင်ရိုးမှာရှမ်းရိုးမှာတို့လိုတောင်ပေါ်တွေမှာတိစောက်ထားပြီးတော့အဓိကအားဖြင့်ပြည်ပလေချောင်းရံကာကွယ်ရံအတွက်လေချောင်းတရင်အချက်လက်များဖမ်းယူတဲ့နေရာဖြစ်တယ်လို့သိရပါတယ်။တပ်မ69ရဲ့တပ်မမှုတင်မောင်ကျော်ကိုယာရုကနေဖယ်ရှားလိုက်ပြီးတော့ဟာခါအခြေဆိုင်စစ်ဗျူဟာ ါမူဘုံမူကြီးစိုးဝင်းထွန်းကိုအစားထိုးရတယ်လို့သိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်တရား9မိုင်မှာမြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲကတရားဝင်အခွန်ကောက်ခံမယ်လို့အတိပေးကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာမယ့်ဇူလိုင်လ၁ရက်နေ့ကစတင်ပြီးတော့မူဆယ်တရား9မိုင်ကျင်းစန်းကျော်ဂိတ်မှာမဟာမိတ်ညီနောင်၃ဘွဲရဲ့အကောက်ခွန်ဌာနကကုံသွယ်မှုအတွင်းထုံဂျူဒီဆောင်နှုံများကိုစီမံခန့်ခွဲမှာဖြစ်ပြီးတော့ကျင်းတာကုံစီပို့ဆောင်ရေးဌာနကအဲ့ဒီလုပ်ငန်းစဉ်များကိုစီမံခန့်ခွဲသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်တရုတ်မြန်မာနယ်စပ်နယ်စပ်ဂိတ်ပေါက်များပုံမှုဖွင့်လှစ်လာတာနဲ့အများကုံကားများအဝင်ထွက်များပြားလာခြင်းကြောင့် အွန်လိုင်းကုန်သွယ်မှုအခွန်ဆောင်တင်ပြခြင်းစနစ်နဲ့ရေမှတ်ပုံတင်ခြင်းစနစ်များကိုအစစ်မြစ်တွေမှာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်နေဆက်ကုန်သည်များဂျူဒီဆောင်ကုမ္ပဏီများကုန်ကားဂိတ်များအခွန်ဆောင်မှုများလှုပ်ဆောင်နိုင်ရန်အတွက်ဇူလိုင်လ၁ရက်နေ့မတိုင်မီမဟာမိတ်ညီနောင်သုံးဘွဲ့ရဲ့အကောက်ခွန်ဌာနလက်အောက်ခံကျင်းတာကုန်စီပို့ဆောင်ရေးဌာနမှာကုမ္ပဏီမှတ်ပုံတင်ခြင်းနဲ့ရေမှတ်ပုံတင်ခြင်းများကိုပြီးစီအောင်လှုပ်ဆောင်ရန်လိုအပ်တယ်လို့ပြောဆိုထားပါတယ်။ကိုရိုင်းဂျူတင်ပြီးတော့အခွန်အကောက်ဖွင့်ခြင်း ရင်အဝင်အထွက်ကြိုတင်မှတ်ပုံတင်ခြင်းနဲ့ကပ်ပြားများထုတ်ပေးခြင်းများကိုမဟာမိတ်ညီနောင်သုံးဘက်ရဲ့အကောက်ခွန်ဌာနကလှုံ့ဆော်သွားမှာဖြစ်တယ်လို့သိရပါဗျ။ဇူလိုင်လ၁ရက်နေ့မှာနေဆက်ကုံသွေးရေးမစတင်မီမှတ်ပုံတင်ခြင်းများကိုဆောင်ရွက်ရမှာဖြစ်ပြီးတော့ဇူလိုင်လ၁ရက်နေ့နောက်ပိုင်းအွန်လိုင်းစနစ်နဲ့အခွန်ဆောင်ရန်တင်ပြရန်လိုအပ်တယ်လို့ပြောဆိုထားပါဗျ။လုပ်ငန်းများအခွန်ဆောင်တဲ့အချိန်နှောင့်နှေးကြကြမှုမဖြစ်စေရန်အတွက်စာရွက်စာတမ်းအထောက်အထားများကိုအမြန်ဆုံးပြင်ဆင်ထားရန်မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘက်ကမူဆယ်၁၀၅မိုင်ကျင်းစန်းကျော်ဂိတ်မှာတရားဝင်ကြေညာထားပါဗျ။ စသွားလာရကတော့တရုတ်နဲ့စစ်ကောင်စီဘက်ကကျင်းစန်းကျော် gate ကိုညီနောင်သုံးဘွဲ့ကိုပေးလိုက်တဲ့သဘောလို့ယူဆရတယ်စစ်ကောင်စီ gate တွေလည်းရှိမဲ့သဘောပဲကို gate နဲ့ကိုအခွန်ကောက်ကြမယ်လို့ထင်ပါတယ်မူဆယ်တရငားမိုင်ကုံသွဲရေးဇုံကမြောက်ပိုင်းမဟာမိတ်အဖွဲ့ကတင်ထားတာလို့မူဆယ်မျိုးကနေဆက်ကုံသွဲတူကပြောပြထားပါတယ်အချက်ဖတ်စစ်ကောင်စီကတရုတ်ရဲ့ဂျောင်းဝင်စစ်ဆက်မှုနဲ့လာရှိုးကိုပြန်လည်ရရှိပြီးတဲ့နောက်တရုတ်မြန်မာနေဆက်ကုံသွဲရေးပြန်လည်စတင်ရန်ကြိုးပမ်းလာရာ အခုနောက်ဆုံးမှာတော့မြောက်ပိုင်းညီနောင်မမိတ်သုံးဘက်ကမူဆယ်တရားငားမိုင်မှာတရားဝင်အခွန်ကောက်ခံမှာဖြစ်တယ်လို့ကြေညာလာကြောင်းသိရပါဗါး2023ခုနှစ်ဒီဇင်ဘာလ16ရက်နေ့မှာတော့မူဆယ်တရားငားမိုင်ကုန်သွယ်ရေးဇုံကိုမြောက်ပိုင်းညီနောင်မမိတ်သုံးဘက်ရဲ့လက်အောက်ကိုအပြည့်ဝမဟုတ်သည့်တိုင်အောင်အတိုင်းတာတစ်ခုအထိကိုထိမ့်ချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ညီနောင်မမိတ်သုံးဘွဲကတရားဝင်ကြေညာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူများပြန်လည်တွေ့ရှိလာပြီးတော့အဲ့ဒီထဲမှာတာချီလိတ်မျိုးက73ဦးပါဝင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ1ရက်နေ့ကနေဇွန်လ8ရက်နေ့အထိတပတ်တာအတွင်းစစ်ဆေးမှုများအရမြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ32ဦးရှိလာပြီးတော့အဲ့ဒီထဲက73ဦးဟာတာချီလိတ်မျိုးကဖြစ်တယ်လို့သိရပါဗျ။ကျန်တဲ့သူတွေကတော့ရန်ကုန်တိုင်းက15ဦး၊စကိုင်းတိုင်းကျွန်းလက1ဦး ကရင်ပြည်နယ်ဖန်ကတအူးမွန်ပြည်နယ်ကြိုက်သူကတအူးတို့ဖြစ်တယ်လို့မြန်မာ CDC ကထုတ်ပြန်ထားပါတယ်မိုးရသည့်ဝင်ကာစကာလာတွေဖြစ်တယ်မေလနဲ့ဇွန်လတွေမှာရာသီအကူးပြောင်းကြောင်းဖြားနာသူတွေများလာတယ်လို့တာချီလိတ်မြို့ကတအူးကပြောပါတယ်ရာသီအကူးပြောင်းကြောင်းလာတော့မသိဘူးဖြားနာတဲ့လူတွေများလာတယ်အသက်ကြီးပိုင်းတွေအသက်ရှူကျက်တာတွေရှိတယ်လို့၎င်းကပြောပြထားပါတယ် အာရှတလွာကိုဗစ် -19 ကူးစက်ခံသူအရေအတွက်ပြန်လည်မြင့်တက်လာမှုနဲ့အတူမြန်မာနိုင်ငံမှာလည်းအခုနှစ်မေလနဲ့ဇွန်လအတွင်းမှာကိုဗစ် -19 ကူးစက်ခံသူများပြန်လည်တွေ့ရှိလာခြင်းဖြစ်တယ်လို့သိရပါဗါဒ်အာရှနဲ့အာဆီယံဒေသအတွင်းမှာကိုဗစ် -19 ကူးစက်ခံသူများများပြားလာပြီးတော့ထိုင်းနိုင်ငံမှာအခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေမေလ26ရက်နေ့အထိထိုင်းနိုင်ငံအတွင်းကိုကိုဗစ်ရောဂါကူးစက်ခံရသူ38,695ဦးရှိကသေဆုံးသူ46ဦးထိရှိလာတယ်လို့ ထိုင်းနိုင်ငံအခြေစိုက်သတင်းဌာနများကဖော်ပြနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီကဖုန်ကြီးကြောင်းနဲ့တန်ဃာတော်များအထွတ်လိုင်းဆက်မဲ့ဝိတောက်ကားများကိုမြို့နယ်တန်ဃာနာယကအဖွဲ့ရဲ့ထောက်ခံချက်နဲ့ပြန်လည်စီးနှင်ွက်ပြုတ်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ10ရက်နေ့ကစပြီးတော့အကြမ်းဖက်စစ်ကောင်စီကတနိုင်ငံလုံးမှာလိုင်စင်မဲ့ကားများနဲ့ဆိုင်ကယ်များကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ဖုန်ကြီးကျောင်းများနဲ့စာသင်တိုက်များမှာတာသနာအမည်တက်ထားတဲ့လိုင်စင်မဲ့ကားများကိုအရှိန်အဟုန်နဲ့ပါဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့အမျိုးပါသာတာသနာစောင့်ရှောက်ရေးအဖွဲ့တွေကဖုန်ကြီးများကစစ်ကောင်ဆောင်မင်းအောင်လိုင်ထံကိုအတနာခံစားတင်ပြကြရမှာသက်ဆိုင်ရာမြို့နယ်တန်ကားနိုင်ငံကအဖွဲ့များရဲ့ထောက်ခံချက်နဲ့လိုင်စင်မဲ့ကားများကိုပြန်လည်စီးနှင်းဝင်ပြုတ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ ်သာသနာအမှတ်တံဆိပ်မှာမြို့နယ်တန်ခါနိုင်ကအဖွဲ့ရဲ့ထောက်ခံချက်ပါရပါမယ်။ကျောင်းတိုင်းနဲ့စာသင်တိုက်တွေမှာတကယ်တန်ခါတော်တွေစီးနေနေတာဖြစ်ရမယ်။သာသနာကိစ္စအတွက်အသုံးပြုတာမျိုးဆိုရင်တော့မဖမ်းတော့ပါဘူး။မြို့နယ်တန်ခါနိုင်ကအဖွဲ့တွေကလည်းကျောင်းတိုက်တွေနဲ့စာသင်တိုက်တွေအတွက်ကားတွေကိုထောက်ခံချက်လာလုပ်လို့ရတယ်ဆိုပြီးတော့မြို့နယ်တန်ခါနိုင်ကအဖွဲ့ကတရားဝင်ကြေညာနေပါပြီလို့မန္တလေးတိုင်းမရရမြို့နယ်ကတိုက်အုပ်ကျောင်းတိုင်းဆရာတော်တပါးကမိန့်ကြားလိုက်ပါတယ်။မြို့နယ်တန်ခါနိုင်ကအဖွဲ့များကလည်း တာဒနာအတွက်အမှန်တကယ်အသုံးပြုနေတဲ့ကားများကိုထောက်ခံချက်ထုတ်ပေးရမှာတေချာစွာမှတ်ပုံတင်ထားပြီးတော့မြို့နယ်ရဲတပ်ဖွဲ့ဖေးအုံနယ်နယ်မြေကန်တပ်နယ်မှူးများထံကိုထောက်ခံချက်ထုတ်ပေးထားတဲ့တာဒနာကားစည်းရဲများကိုပေးပို့ထားရတယ်လို့သိရပါဗါဒနာကားပေမဲ့မြို့နယ်တန်ခါနိုင်ငံကအဖွဲ့ရဲ့ထောက်ခံချက်လည်းပါရမယ် ရင်ထိန်နယ်မြေခံတက်တဲ့ရဲတွေစီမှာလဲစရင်ရှိတာမျိုးဖြစ်မှမဖမ်းပါပါနယ်ကြော်ပြီးကြွဖို့လဲမသင့်တော်ဘူးလေလို့မရိယာမြို့နယ်တိုက်အုပ်ចောင်းနိုင်ဆရာတော်ကမိတ်ဆွေထားပါတယ်ဒါအပြင်မဘာတာနယ်အမျိုးသားရေးအစိုးရဘုံကြီးများကလည်း၎င်းတို့စီးနေနေတယ်လိုင်စင်မဲ့ဝစ်တော့ကားများစီးနေရင်ဖမ်းဆီးမှုမရှိစေရေးအတွာတပ်ဆိုင်ရာတက်နယ်မှုများရဲ့ထောက်ခံချက်လက်မှတ်များကိုပါရယူထားကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်ကပ္ပစ24ကဒုတကြက်တအူးဟာတနက်နှစ်လံဘုံတလုံးနဲ့ခဲယမ်းများစွာနဲ့အတူအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ3ရက်နေ့ကမကွေးတိုင်းပခုတ်ကူခရိုင်ပေါ့မြုံနယ်အခြေဆိုင်ကပ္ပစ24ကဒုတကြက်တအူးကပခုတ်ကူခရိုင်အမှတ်5တိုင်ရင်ထံကို MA3 တနက်နှစ်လံ MG ဘုံတလုံး 5.56G 214တောင်းနဲ့ကြီးပေါက်၄ခုတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ခဲ့တယ်လို့သိရပါဗျ။ပခုတ်ကူခရိုင်အမှတ်5တိုက်ရင်တိုက်ရင်မှုက တအူးတဲ့နဲ့တနက်နှစ်လက်အပါဝင်လက်နဲ့ခဲရမ်းများကိုယူဆောင်လာကပြည်သူ့ဘက်ကိုကူးပြောင်းလာခြင်းအတွက်ကပ္ပစ24ကဒုတက်ချက်ကိုနှွေးထွေးစွာစူးစိုးချောင်းပြောဆိုပြီးတော့ဂွန်ပြုတ်စုချင်းငွေကျပ်380ချင်းပြင်ပေးလိုက်တယ်လို့သိရပါတယ်လက်ရှိစစ်ကောင်စီလက်အောက်မှာကြံရှိနေသေးတဲ့စစ်သားများအနေနဲ့လည်းလက်နက်ခဲယမ်းများနဲ့အတူပြည်သူ့ဘက်ကိုအချိန်မီအလင်းဝင်ရောက်ကြရန်ပခုတ်ကူခရိုင်အမှတ်၅တိုင်ရင်းကတိုက်တွန်းနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ